နောက်ဆက်တူပြိတ္တအလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့မုံတိုင်းချွေတဲ့ပန်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တောင်ကိုထောင်အုပ်ယုံမြင့်မြင့်ကြီးရှိကျွန်တော်ရောက်ရှိနေခြင်းဖြစ်တယ်အုပ်ယုံမြင့်ကြီးဤအတွင်းဘက်မှာရှိနေတဲ့မိတ်ဆွေတယောက်ကိုတွေ့ရန်ရောက်ရှိလာခြင်းဖြစ်ပေတယ်အလုတ်ချမ်းနှင့်ထောင်နန်း၁၅နှစ်ကြာခဏနေရသောသူ့အဖို့လူရက်ကနှစ်မျိုးစွာကြာရှိနေသေးတယ် သူမိသားစုကတော့ပြင်ပမှာအကွက်မဲ့တဲ့ကျန်ပမှာဖယုပရဲ့ဆင်းရဲကြီးစွာဖြင့်ဘဝတွေပျက်စီးပြိုကွဲလို့သူမိသားစုကမှကန်ဆိုးမသွားရမိုးလိုက်လို့ရွာခဲ့ချပြီတမိအလတ်မှတက်တက်ဦးရုတ်တရက်ဆုံးမသွားခဲ့လေတယ်လွန်ခဲ့တဲ့တလခန့်ကဆုံးမသွားခဲ့ခြင်းကိုပင် မနေ့ကမှသိရတယ်ပရိဒေဝမီးလျံတွေကသူမိသားစုရဲ့နှလုံးသားတွေကိုတဖြည်းဖြည်းလောင်မြိုက်တဟုံဟုံတောက်လောင်လို့ ဆင်းရဲရယုံမအပါဘာမှမတက်နိုင်တော့ထောင်ထဲကသူ့ကိုအကြောင်းမကြရင်တမျက်တူကတမျက်ဖခင်တယောက်အနေနဲ့ဘာပဲဖြစ်ဖြစ်အသိပေးတဲ့နယ်ဆိုတဲ့လူကတိုက်တွန်းတဲ့လူကတိုက်တွန်းနောက်ဆုံးသူ့ဇနီးခန့်ခန့်ဝင်းရဲ့တစွတ်ထိုးစိတ်ကအသိပေးရန်ဆုံးဖြတ်ခဲ့တယ်အတော်စိတ်ခိုင်းသူကခန့်ခန့်ဝင်းအသိပေးရန်ထွက်လာရသူကကျွန်တော်ရှုပ်ထွေးနောက်ကြည့်နေတဲ့စိတ်နဲ့ပဲစကလုံးမျိုးရွေးချယ်နေ ဆယ်မိနစ်ခန့်မြတာအဲ့တွေ့ချင်းအတွင်းသူစိတ်ငြိမ်ချမ်းအောင်ကျွန်တော်ဆွမ်းဆောင်နိုင်မည်မဟုတ်ဖြစ်သိမ့်မှုအတင်းတင်းပြုနိုင်ကောင်းမည်စကလုံးများအသည်နှလုံးနေပြုပြုကြွေရမည်ဖခင်တယောက်နားခံမည်စကလုံးများသာ ကျွန်တော်ကထောင်သားတယောက်လိုအပ်မည်စားတောက်ကုန်များကိုမေးပြီးထောင်ရှိဈေးဆိုင်ရဝယ်လိုက်တယ်။ထောင်ဝန်စားဌာနတွင်နိုင်ငံသားစီးဆက်ရေးကပ်ပြပေးပြီးစက်တင်ငွေ200ကိုတင်သွင်းလိုက်တယ်။ ဝန်နကပြန်ရှိတပ်ပုံနဲ့ကျွန်တော်မျက်နှာကိုတိုက်ဆိုင်စစ်ဆေးပြီးတွေ့လို့တူကြီးအမိကိုမေးတယ်။ကိုကျော်မင်းအဖေနာမည်ဦးစင်အသက်50နှစ်ထောင်ဝင်အမှတ်စီပြမှုပုံမှားမွေးစေဝပုံမှားတွေ့မိပုံစံဆောက်ရအပိုင်းလေးတစ်ခုကျွန်တော်ကိုပေးတယ်။ရှေ့တွင်တတုပ်တွေ့နေ၍သူတို့ပြီးမှကျွန်တော်တို့အတုပ်တွေ့ရမယ်။စောင့်ဆိုင်းနဲ့ကျွန်တော်တွေ့နေမိတယ်။ထောင်ဝင်စာလာတွေ့တဲ့ဖြင့်ပထမတော့ ကျော်မင်းဝန်တနေပြီလိမ့်မည်သူတို့ဘဝကထောင်ဝစာတွတ်တူရှိမှပါဆက်ဆိုရသည်ဟုကျွန်တော်ကြားဖို့တည်းထို့နောက်ကျွန်တော်ယူဆောင်လာသည့်တရင်ဆိုးကိုတူကြရတော်မည်သူမြစ်တို့ခန်းစားရမည်နီသူမျက်နာဘယ်ပုံဖြစ်သွားမည်နီတွေးရင်နှင့်ဝင်ကျွန်တော်စိတ်တည်လေးလံထိုင်မိုင်းတော့ကြည်တော်ရပြန်နဲ့ခန်းစားရတာကကျမပါထိုချင်းကခန်းခန်းဝင်းရဲ့မျက်နာကို ကျွန်တော်ပြန်လည်မြင်အောင်နေမိတယ်အချက်ကိုဝီမစနိုင်တီအိမ်တော်ရှင်မတယောက်ဤမခန့်ကျင်စိတ်နာကျင်စိတ်တို့ပြည့်နှစ်နေတော်မျက်နှာလောကဤတစ်ခုကိုမထီလေးစားဟန်ပြုဟန်ပြုံးရိပ်ဆုံးတင်းပေးကြံနေတိနှုတ်ခမ်းမိမမာနာမိမမာနာတို့လင်းချက်ထားသည့်အတွင်တတန်သူ့အတန်နဲ့လိုက်ဖက်စွာအေးစစ်မှကြောစင်စစ်ကြုံမင်းနှင့်ခကန်ဝင်းတို့မှဖူးမုံပွင့်တဲ့ ရွယ်ပြိုမြင့်ကလေးကအချစ်ချင်းချက်ခဲကြတုံရဖြစ်တယ်။လှပတိတခုရတော်လပညာတွင်နှစ်ဦးတဘောတူသူနှစ်ကိုတိုင်းပြည်တည်ထောင်ရကြတုံရဖြစ်တယ်။တို့ရောရောက်တပ်ပြီတတခက်ခက်တက်တက်ချောတော့အရင်မြင့်မြင့်အသားဖြူဖြူရင်အုပ်ကြကြကြုံမင်းနဲ့ရှင်ကြည့်လင်ခက်ခက်ဝင်းရဲ့အလှကတိတိတတညှို့မိန်နေတယ်။ပဝန်းကျင်ကမလိုက်ဖက်တော့စုံတွဲဟုပြောကြတော်လပြောကြတော်လဲ သူမဝမ်းမနဲ့မီခင်ပွန်းတယ်ရဲ့ပြည့်ပြည့်တင့်တယ်တော့အစင်းအတွက်သူမကုံယူမိတယ်ခင်ပွန်းတယ်ရဲ့ချစ်ခင်ရူရမှုတို့ကြောင့်လည်းအရာရာကိုအလေးမမူနိုင်ခဲ့မောင်တမျက်နာနဲ့တလောကလုံးကိုမေ့ထားနိုင်တော့သူမေ့လဲမေ့လောက်ပါ၏ကျော်မင်းကလည်းခခိုင်ဝင်းကိုအချစ်ကြီးချစ်ခဲ့တဲ့ရိတ်တကြီးကြီးနဲ့ကျင်နာယူရတယ်ကျော်ကျော်မင်းကဌာနတစ်ခုတွင်ဝင်လို့တိဝန်နှံငယ်အဆင့်ဖြစ်၏သူတို့ဇနီးမောင်နှံရဲ့အစောပိုင်းကာလများက ပတ်မွေရာရွှေကော်စော်ခင်းတဲ့ကလာများဖြစ်ပါပေတယ်။တမီးကြီးအာယုံဦးအလက်မတက်တက်ဦးနဲ့တောင်ငယ်ရင်းရင်တီဟာတို့မွေဖွားပြီးအိမ်တော်တက်ရလာချိန်၌အချိန်နေတမျိုးပြောင်းလာခဲ့တယ်။အချင်းနေပြောရခြင်းရဲ့အဓိကတရားခံဖြစ်ခက်ခက်ဝန်းကိုကျွန်တော်စိတ်တွင်ယခုတိုင်ဆွဲတင်နေစေ။ဒိုချင်းကသူမရဲ့စိတ်၌ခင်ပွန်းတယ်နဲ့ပတ်သက်တော့စိုးရိမ်မှုစိတ်မချမ်းမှုတို့စတဲ့စိတ်ဖိစီးမှုတွေဖြစ်လာခဲ့တယ်။ ရင်မုံ၍ပေါင်းတင်ဆန့်တော်လူမှုရေးများသောခင်ပွန်းတဲ့ပေါ်မချေမနှက်စိတ်များကလည်းတူမဖြစ်ပေါ်လာတယ်။တစွထိုးညံ့ရှိတော်တူမကပြတနာမဟုတ်ဒီကိုအစိုးမြင်တွေ့၍ပြတနာလုပ်တယ်။ထိုပြတနာကိုတော့တာယာညင်ပြောက်စွာဖြစ်ရှင်းဖို့မကြိုးစားပြပြောက်ရန်လည်းနားလည်မှုမယူမိမစိတ်ပြင်စိတ်ကောက်ဤစိတ်ဆိုးဤတွတ်တွတ်ပြောကဆူဆူပူပူလှုပ်လာလေတယ်။ အိမ်မနေရတာစိတ်ချမ်းသာစရာ မရှိတော့မနေချင်ဘူးကွာကျော်မင်းကအိမ်နွေးကိစ္စများကိုခွင့်ရလာတယ်အစိုးဆုံးကအလုပ်ထဲကမင်းကလေးတွေနဲ့ဆွဆွဲတယ်တစ်ဖက်ကကြမ်းရင်ဘလောက်အနာဘူးကောင်းလဲတိတ်ဆိတ်ဆင်းရရတယ်အိမ်နောင်ရေးကိုတော့စိတ်ကုံသွားပြီးတငယ်ချင်းရပြဒနာတိုင်းမှာဖြစ်ရှိနိုင်တဲ့နိလန့်ရှိပါတယ်ကွာအစွဲလန်းတဲ့မမနာကိုခွဲခြားနိုင်ရင် ီးလန်းတွေ့တာပါပဲဘလို့ပဲဖြစ်ဖြစ်ဒီရွယ်ရောက်မှတော့မိသားစုဥမကွဲတိုက်မဖြစ်ရေးအတွက်အဓိကစဉ်းစားရမှာပဲတတမိတွေရဲ့ခန်းစားခြင်းနဲ့ရှေ့ရကိုဦးစားပေးရမယ်ရွေးချောင်းနေပြီတငယ်ချင်းမင်းရောခက်ခဲမဲမှာကိုယ်ခန်းစားချက်ကိုဦးစားပေးစဉ်းစားနေကြပါနဲ့ကျွန်တော်ကမိသားစုမပြုတ်ရေးမပြုတ်ွယ်ရေးကိုရှေ့ရှုနာချတယ်ထိုအချိန်ကျော်မင်းကအချစ်တဲ့ တို့မဟုတ်အငယ်အနှောင်းလောကမရှိသူကိုကျွန်တော်အတိအကျတည်တယ်ထို့ကြောင့်လည်းအဓိကတရားခံအဖြစ်ခံခံဝန်းကိုကျွန်တော်အဖြစ်တင်ငယ်ခြင်းဖြစ်တယ်ကျွန်မင်းကျွန်တော်ထံရောက်လာတိုင်းကျွန်တော်ဖြောင်းဖြားနာချစမြဲဒီလိုနဲ့လအတန်ကြာတူပြောင်းနေခဲ့တယ်တရစ်မှာခံခံဝန်းရောက်လာပြီးတော့အငယ်ဆုံးတားလေးကိုလက်ဆွဲလျက်တို့မခံစားချက်ကို ဖွင့်အံ့ရင်းရှိတ်ငိုလေတော့တယ်ကျွန်တော်ဇနီးကပါချော့မော့ဖြောင်းဖြားလဲမရတဆွထွန်းနိုင်တော့တူမက ူနဲ့ကျမကတော့ဒီဘွားဒီမြနဲ့ပဲဆက်တိုင်းပါပြီ။သူကရှင်မပြရင်တရားရုံးကနေ question ခွန့်တောင်းမယ်။အိမ်တော်ကြီးဖောက်ပြန်တဲ့သူနဲ့တော့တိခံမပေါင်းတင်နိုင်တော့ဘူး။ကလေးငယ်လေးပေါ်ညညာစဉ်းစားတင်ကြအောင်အမျိုးမျိုးပြောတော့လဲသူမနာမဝင်။မပြန်မီစကားတခုပြောသွားတယ်ကျွန်တော်တို့ဘာမှမတတ်နိုင်တော့ခံစားရတာကျမပါတယ်ကျွန်တော်တို့ရွှေပြည်တရားများဟောတော့ ဟောပြောနေခြင်းမှာသူမလိုမခံစားရဟုဆိုလိုလေတလားကျော်မင်းအကြောင်းစုံစမ်းကြည့်တော့လဲမှတ်နေတယ်ကျွန်တော်ထံရောက်မလာတော့လနှင်းငယ်တွင် သူအရက်ကလေးမတောက်တက်တောက်တက်တောက်လာတယ်ဖဲလဲမြိတ်တက်ရိတ်တက်ရိုက်လာတယ်သူ့အဆိုရာသူ့ဘောနားလည်မှုရှိသည့်စိတ်ချမ်းသာမှုပေးဆနိုင်တဲ့မိမတယောက်နဲ့လည်းတွေ့ခဲ့တယ်ဟုဆိုတယ်ကျွန်တော်အသက်နိုင်ဆုံးချောင်းဝင်ဆစ်ဆက်တော်လဲနောက်ဆုံးမှာတပ်သမိငယ်တို့ခန်းစားချက်ကိုဥစားဥပ္ပခါပြုတာ ကိုယ်ခံစားချက်ကိုယ်တိုင်ဦးစားပေးစဉ်းစားတော့အဆုံးရောက်အဆုံးမြင်မိဘတွေကြောင့်မိသားစုလေးပြုပွဲပစ္စည်းသွားတော့တယ်။ကျောင်းမင်းကနောက်မိမနဲ့ပေါင်းပြီးသူရဲ့စီကံပြပြမှုများအတွက်အလုံးမထုတ်ပယ်ခံရတယ်။ရှင်နှဲငယ်ကြာတောင်ဝမှုမြို့မှာသူပြောက်သွားခဲ့တယ်။ခက်ခဲဝဲမှာလည်းတသမိငယ်၃ယောက်နဲ့အတူဘဝရေဆန်းလှိုင်းလီထံကိုပြမကြီးစွာကူးခတ်နေရတော့တယ်။ ကျော်မင်းရဝယ်လုပ်နေတဲ့ဘဲကဘလို့ပြန်လာတည်မတည်ဒီတဲ့င်းကိုကျွန်တော်ကြားတည်ရတယ်ခန်ခန်ဝင်းနဲ့တွေ့တော့သူလဲကြမိကြောင်ပြောတယ်ခန်ခန်ဝင်းကလောကရန်ဝဲခရက်တွင် မြုံရင်ပေါ်ရင်အဖောက်ပေါက်ဆက်လေးပုံမှာဖြစ်နေတော့တယ်တငူမြို့မှာကျော်မင်းရဲ့တင်းကမိမြတီပြန့်နှံ့နေပြီနီကျွန်တော်စိုးရင်တွေ့တယ်တရစ်တွင်တငူဘူးတာရဲ့နိုင်သူ့ကိုကျွန်တော်တွေ့ရတယ် ရေဗန်မြင့်မှန်တဲ့အဖြူရောင်စပိုရှယ်လုတ်တို့မိခိုးရောင်ပေါင်းပြီးနဲ့တာနာတန့်စင်တော်တို့တွင်ကရုပ်ရှင်မင်းတို့ကရုပ်ရှင်မင်းသားတယောက်လားထင်မှတ်မှားရလောက်တယ်ကျွန်တော်ကိုတွေ့ရဝန်တန်နေတဲ့ဖလဲတကယ်နှုတ်ဆက်ပြီးစတောက်ဆိုင်တဆိုင်တွင်ထိုင်ငံရင်းစကားပြောပြကြတယ်ခက်ခဲဝန်းတို့မိသားစုကိုတွေ့သေးလားခလေးတွေရောနေကောင်းကြလားညှို့မိုင်းရီဝေတော့သူ့မျက်လုံးတွေကိုကျွန်တော်မြင်ရတယ်ကျမကြီးကတော့ကောင်းမွန်ရပါတယ်ဒါပေမဲ့ တိတ်ဒုက္ခရောက်နေကြတယ်ကွာအကြီးမကလေးဆိုကြောက်မနေရဘူးသူ့မိနဲ့လှုပ်တွေလိုက်လှုပ်နေရတယ်တင်ငန်နေကြနေတော့လှုပ်တွေကိုကျွန်တော်မပြောရဲကျုံကကြောက်ဖွင့်မှာပဲဟုတာခပ်ပေါ့ပေါ့ပြောမိလေတယ်စိတ်မကောင်းကွာငါတို့နှစ်ယောက်ရဲ့အတ္တနဲ့မမာနတွေကြောင့်အပြစ်မဲ့တဲ့သတ္တမိတွေဒုက္ခဆင်းရဲရောက်ကြရတယ်။မိတခွဲပါတခွဲပြစ်ကြရတယ်။တုတ်တန်နောင်တော်ဖြစ်မချစ်တင်ငယ်။ လမ်းခွဲခဲ့ချိန်၌ကလေးတွေအတွက်မူဖိုးပေးပေးပါဟုပြောကံဝေ9000ပေးတယ်ကျွန်တော်ကသူ့မျက်နှာကိုစိုက်ကြည့်ပြီးသူတို့လိုချင်တာက928ထဲပါကွာလို့ပြောလိုက်မိတယ်မျက်နှာလွှဲ၍ကြောပေးလိုက်ချိန်တွင်သူ့မျက်ဝန်းမှမြေစာတို့လွင့်ကျွတ်တဲ့ကိုကျွန်တော်မြင်လဲရတယ်။ဘာမှမတက်နိုင်တော့ပါဘဒုံမပြုတ်မမိမှုပဲမဟုတ်ပါလား။ငွေစေဝါဆိုတာလူတွေရဲ့ကာယညာနာစွမ်းအင်တွေကိုဆုံးရှုံးစေတယ်။ လူမျိုးတစ်မျိုးလုံးပြစ်တုံညွန်တုံးစီတဲ့အထိဒုက္ခပေးနိုင်တယ်ဆိုတာကျွန်တော်စကားမဆုံးမိမှာပင်သူကတဟဟထအော်ရည်လေတော့တယ်ကဘာမီလောင်တောက်ကောင်ချနေရသေးတာပဲတငယ်ချင်းမူရစေဝါရဲ့အန်ဒီယကြီးကိုမင်းလည်းသိတယ်ငါလည်းသိတယ်လူတိုင်းသိတယ်ဒါပေမဲ့အန်ဒီယကိုသိရင်ကုဖတာကြည့်ဆောင်ရပေါ့ငါလည်းငါအန်ဒီယကိုကြည့်ဆောင်နေရတာပဲလေ တောင်ဂူဘူတာကတွင်တွေ့ခက်စဉ်ကဒီအကြောင်းနဲ့ပတ်သက်ပြီးမပြောဖြစ်ခဲ့ဒုတိယချိန်တွေ့တော့ကျွန်တော်တတိပေးမိတယ်သူကအီမြို့နယ်ပြက်နှံ့နေသည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်တရားဥပဒေနဲ့မလွတ်ကမ်းတာမှန်တယ်ကြီးပွားချမ်းသာခြင်းနဲ့ငါတို့တော့ဒီနည်းနဲ့ဖြန့်လန့်လိုက်ရတာပဲတကယ်ချင်းငါတတိပေးတာမင်းတွေ့စိုးရင်လို့လည်းပါပါတယ်ဆယ်ကလွတ်ပြီးတစ်ခါမိတာနဲ့မင်းဘဝစိုးမိတကယ်ချင်း မင်းဘဝနဲ့အတူဒုက္ခတော်တွေကမင်းဆွဲထုတ်ခဲ့တင်ခြင်းနဲ့မင်းသားသမီးရဲ့ဘဝကလည်းကျွန်တော်စကားကြော်မင်းအတွက်ရှေ့ရှေ့ပြေးနမိတ်လားမဆိုနိုင်လာနေငယ်ချတွင်ဘင်းဖြူချိုးနဲ့အတူတူပန်းခံရကြောင်းကျွန်တော်ကြားရတယ်အမှုချင်းတွေများတွင်တောင်ဟူတရားရုံ၌သူ့ကိုတော်တွေ့ဖြစ်ခဲ့တယ်သူကတော့ရှစ်နေကြီးအဘိစကားတွေနဲ့လွတ်လန်းကိုမှတ်မြော်နေစေဒီလိုနဲ့စင်ကြီးခြားတိနေကိုရရှိလာနေတယ် အလုတ်တန်းနဲ့ထောင်နှံဆက်ကနဲ့စက်ခန့်စီရန်အမိချမှတ်လိုက်တယ်။စီရင်ချက်ကိုနောက်ထောင်ရင်သူ့မျက်နှာအိုကျသွားတယ်။ရုပ်ရှင်အနှစ်ပြောက်ခွက်တစ်ခုပေါ်မှာမြင်တွေ့ခဲ့ရပါတယ်။ယနေ့ဆိုရင်ငါးနှစ်ခန့်တိုင်ခဲ့လေပြီ။ဒီချာကာလအတွင်းအဖြစ်ပြတို့ကတစ်ခုပြီးတစ်ခုလျင်မြန်စွာဖြစ်ဖြစ်ခဲ့ကြတယ်။သမီးကြီးအယုံကို16နှစ်မပြည့်မီကိုရလိုက်သွားခဲ့တယ်။ဆိုးရဲအကောင်းမှာကောင်းလေးကဒီမနဲ့အတက်တူရတူဖြစ်ပြီး ချစ်ခင်ကျင်နာမှုရှိခြင်းနဲ့နွယ်ပတော်လဲလုပ်ကိုမငြိမညူလို့ရကျွမွေးခြင်းဖြစ်တယ်။အစိုးဆုံးဖြစ်ရကအလမတတဲ့ဦးရဲ့ဖြစ်ရရီးစားနဲ့လိုက်တော်ခြင်းလည်းမဟုတ်တတဲ့ဦးစိတ်ကသူ့မိခင်ခင်ဝန်းလိုပင်တဆွတ်ထိုးတဆောက်ကံနောက်ဆုံးမိသားစုစိတ်ဆင်းရဲဒုက္ခကိုမခံနိုင်ရဖြစ်ထွက်ပြေးသွားခြင်းဟုသတ်မှတ်ပြီးကံကိုယ်ရာရုံးဝယ်ဖွင့်ခဲ့ရလေတဲ့။ အပြူရွယ်လေးမို့မိခင်ဖြစ်သူမှာတုံငူတေးငဲဖြစ်မစင်နိုင်ခဲ့အချိမအိမ်အောင်ချက်ဒီကိုကျိုးတင်တီးပေးခဲ့ဤအလက်မအကြောင်းတော့အသိမပေးခဲ့တက်တက်ဦးကလည်းလူမလာစမပါတည်မကြဘယ်စီရောက်ရပြစီပေါက်နေတည်လည်းမသိနိုင်ခဲ့ဤတို့ပြင်တနည်းနီးပါးကြခဲ့ရတယ်ကြမ်းမိကြတော့လေအဖြစ်ကရင်းနေเสียလာမဲ့လာတော့လေသူမပါရဲရရှိရောက်လာခဲ့တယ် ရဲရရှိကဓာတ်ပုံများကိုထုတ်ပြခဲ့ပြီးလူသက်မှုတစ်ခုအခင်ဖြစ်ရမှတ်တမ်းဓာတ်ပုံများလွန်ခဲ့တဲ့တလားလောက်ကပြမနာမျိုးအတွက်ကလန်းပေးမှာဓာတ်တန်ရည်နဲ့အမည်မသိအမျိုးသမီးငယ်တယောက်အလောင်းကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအမှုကိုစုံစမ်းဖော်ထုတ်ဖို့တရင်ကွင်းဆက်လိုက်ရင်တောင်ကိုရောက်လာတာပါဒီရောက်လာတော့အသေးတူမင်းကလေးဟာရဲရရှိရဲ့စကားဆုံးတွင်ခက်ခန်ဝင်းရဲ့အော်ဟင်းကိုကြွေးတံကဆုံညာသွားလေတယ် တတဥမလေးဤကညမာကရစ်စစ်ဆိုအလုံးလှချီတကားတရခန်ကြုံမင်းတွေ့လို့တူဥဝင်းမောင်ထောင်းဝင်စာတွေ့ရမည်ဧည့်သည်စင်ဖက်ပြနေသည့်ဝန်နဲ့အတန်ကြောင့်ရှင်မောနွမ်းလျားအသိစီမှာကျွန်တော်ပြန်ရောက်လာခဲ့တယ်ထောင်းတကားကိုဖျက်၍လမ်းမတိုင်းဝင်လာခဲ့တယ်လမ်းအဆုံးဝဲဘက်တကားတွင်ဧည့်သည်တူကပုံဆောင်လေးကိုပေးရတယ်ခွင့်ပြုချက်အရတန်တကားပေါ့ငယ်ကလေးကိုကုန်းကုန်းကောက်ကောက်ဖြင့်ဝင်သွားရတယ်ဈာမ ကာယထာတိတန်စကားရဲ့တပတ်မှာအတွေ့အံဆောင်နေတော့ထောင်သားများတဲ့တွင် ကျော်မင်းကိုကျွန်တော်လန့်တချာမှတ်မိလိုက်တယ်။ရခင်ကျော်မင်းရဲ့ရုပ်တွင်ကသူ့မျက်နှာပေါ်တွင်ရေးရမျှလာကြံနေတော့တယ်။အဖြူညစ်ရောင်ထောင်ဝက်စားလို့နဲ့ခြောင်ကျတော်တော်မျက်နှာကရုံးစပင်နဲ့ဥကောင်းစပင်ဖြူတူတူထောင်ထောင်တွေကကိုယ်လုံးကိုယ်တည်းကလည်းပင်လီလွန်းလာတယ်။နေကောင်းတဲ့မဟုတ်လားတကယ်ချင်းကျွန်တော်မိကိုသူမဖြစ် ူမျက်လုံးတွေကကျွန်တော်ဝယ်လာတဲ့အထုပ်တွေစီရှင်ဝဲနေတယ်ဒုက္ခရှာလို့ကဘာတွေဝယ်လာတာလဲကျွန်တော်ကပစ္စည်းတော့အဆောင်ကိုပေးလိုက်တယ်အဆောင်ကစစ်ဆေးပြီးကြုံမင်းကိုပေးတယ်ထောင်းဝန်းစားမရှိလို့ဓာမျိုးတွေငတ်နေတာကြာပြီဟုပြောရင်ကိတ်မုံကိုဘလို့ဘလောင်းစားတယ်မိမိမလာမတွေ့ရဘလောက်ကြာပြီလဲသူ့နောက်မိမကိုရှည်ရွယ်၍ကျွန်တော်မေးလိုက်ခြင်းဖြစ်တယ် အမှုစီရင်ချက်ချကလေးကမလာတော့တာလေအစတည်းကအကိုရမလာလို့ငါ့ကိုယူခဲ့တာပဲမျောလင်းချက်မှမရှိတော့တာဘယ်တွေ့ကက်နေတော့မလဲကွာသူ့ပြမဟုတ်ပါဘူးအရင်မကြည့်လို့ပြောနေတော့သူ့ကိုကြည့်ရင်ကျွန်တော်နှလုံးသားတွေပြုတ်ကျွေလို့မတိုက်ခံစားနေရတယ်ရင်ထဲမှာလည်းဆုနှင်တင်းကျက်နေရဲ့ဟင်မင်းမိဘဖြစ်လို့လဲတငယ်ချင်း तू ကတန်စကားကိုဆုပ်ကပ်လှုပ်ရမ်းရင်း တတိပြပြန်နဲ့မြည်တယ်ကျွန်တော်မြေဝင်းစီမှာစီကြလာတော့မြေချောင်းကိုတူမြင်တွေ့သွားလိမ့်ပြီးမတတ်တာတော့တမိလက်တသက်ဦးချောင်းပြပြလဲရတယ်သူဘာမှမပြောနိုင်တော့လူတွေတယောက်လိုဖြစ်သွားတယ်သူမြေလုံးအိမ်တွေကမြေရီတွေတလင်းလင်းစီကြလာတယ်မင်းတို့မိသားစုရဲ့အဖြစ်တွေကငါမင့်နေတဲ့အိမ်မဆိုးတစ်ခုလာဖြစ်ရင်ဘလောက်ကောင်းလိုက်မလဲတငယ်ချင်းရာဟုတ်တာကျွန်တော်ပြန်ပြောလိုက်မိတယ် ိုချင်းတွင်ကြောင်မင်းပြောတယ်မှာဝကျေးဆိုလို့ဆိုရင်လည်းဒီဘွားတင်မြနဲ့ပါကြေပါစီလို့ငါဆုတောင်းပါတယ်ကွာကြေကောလိုက်လဲတဲ့စကလုံးတွေကကျွန်တော်ရှိုက်တန်နေတဲ့အတူမိဘနှစ်ယောက်ရဲ့အတ္တမမာနတွေကြောင့်တတမိတွေဟာမိစားပင်ဖြစ်ခဲ့ရတယ်အထူးကတော့တမိအလက်မလေးဟာမိဘတွေရဲ့မိစားပင်ဖြစ်မှုကြောင့်မုံတိုင်းချွေတဲ့ပန်းလေးတစ်ခွန့်ဖြစ်ခဲ့ရပါတယ်ရှင် အစွမ်းကပွန်လန်းလှပနေရမယ့်အချိန်မှာတက်တက်ဦးဆိုတဲ့ပန်းကလေးတစ်ပွင့်ကတော့မိဘတွေရဲ့အတ္တမနာကြောင့်ငုံနှိုင်းချွေခံရတဲ့ပန်းကလေးတစ်ပွင့်အဖြစ်ကျွန်တော်ရင်ထဲမှာတပွားစာမေ့ရနိုင်တော့မည်မဟုတ်ပါဟုတ်ကဲ့နောက်ဆက်တူပိတ်တဲ့တူတယောက်ချင်းစီတန်းကိုကျေးဇူးတင်ပါတယ်ရှင်